ချန်ပီယံလိပွဲတွေနဲ့ဂါလာတဇရီနဲ့လီဗာပူးမင်္ဂလာပါကုကဲအင်စတာဖုတ်ဘောရှူအနေချူဆိုပါရဲကျွန်တော်ကုကဲမှာအင်္ဂါညတနားခွဲမှာရှင်ပြိုင်ကစားမဲ့ချန်ပီယံလိပွဲတင်နေတဲ့အတပွဲဖြစ်တဲ့ဂါလာတဇရီနဲ့လီဗာပူးရဲ့ပွဲကြို36ခုလောက်သွားကြပါတယ်ဆိုတော့ကျွန်တော်တို့ key points တွေအရင်ဆွဲထုတ်ကြည့်အောင်လီဗာပူးကဒီဝဲပြီးတော့ချယ်ဆီနဲ့ပွဲချက်ကစားဖို့ရှိတယ်ဒါပေမဲ့ကဲမဲ့တဲ့ကဂါလာတဇရီလို့အသင်းမျိုး စွမ်းဆောင်ရေးပိုင်းအရင်ကြီးမတည်ငြိမ်ဘူးလက်ရှိချိန်မှာတူရကီလီမှာကတော့မင်းမှုနေရခုနှစ်ပွဲကစားခုနှစ်ပွဲနိုင်တာရဒါကတူရကီလီရဲ့ဟိုစွမ်းဆောင်ရေးတူရကီလီနဲ့ပရီးမီးယားလိဂ်ကလည်းဘာမှမဆိုင်ဘူးသို့တော့ ဟိုတူတကီက club တွေကတော့အိမ်ကွင်းမှာနည်းနည်းတော့တောင်းကျမ်းနေဗျာအပရိသတ်တွေရဲ့အားပေးမှုကလည်းအရန်ကျမ်းနေဘောလုံးအဆင့်တန်းရတာအင်္ဂလန်ကိုမမီပေမဲ့တူတကီကလည်းပရိသတ်အားပေးမှုအဆင့်တန်းမှာသူ့အနေထားနဲ့တူရှိတယ်ဒါဖနာဘာဂျီဘစ်တက်နော် Trazon Sport စတဲ့အသင်းတွေရဲ့ပြည်သက်တွေဒီအချင်းချင်းကြားထဲမှာလည်းပြိုင်ဆိုင်မှုပြင်းထန်နေဆိုတော့ရေချားမြေချားကလပ်အသင်းတစ်သင်းဆိုရင်ပိုဆိုးမယ်မှန်တယ် ဒီအချင်းအကြောင်းအရာတွေဒီလီဗာပူးတို့ခက်ခဲစီမယ်ဒါပေမဲ့ဘောလုံးအဆင့်တန်းဆိုတာလည်းကျွန်တော်တို့မေ့ထားလို့မရဘူးဂလာတာဇရီကဒါချန်ပီယံလိပွဲစဉ်တက်မှာတော့ဟာဖရန့်ဖတ်ကို5-1နဲ့ရှုံးထားတယ်ဗျာဒါကရုပ်ပြက်စင်းပြက်စွမ်းဆောင်ရင် reset အခုသူတို့ကံရမယ့်အတင်းဟာ Frankfurt ထက်ပိုကောင်းတဲ့အတင်း Frankfurt ထက်တဆင့်မြင့်တဲ့ Liverpool အဲ့ဒီကွင်းမှာကစားရမယ်ကျွန်တော်ကတော့ပြောတဲ့အပရိသတ်အဘညာရှိတယ်ဆိုတော့ညာဒါပေမဲ့ Liverpool ကိုတက်မလား အနိုင်ကစားဖို့ဆိုတာထင်သလောက်ထိလွယ်ကူမနေဘူးအဲ့တော့ရွှေဘကလည်းပရီးမီးယားလိမှာပထမဆုံးရှုံးပွဲကြုံတွေ့ထားတယ်နောက်ထပ်တစ်ကြိမ်ချန်ပီယံလိမှာပါရှုံးပွဲကြုံတွေ့ရလောက်တဲ့အထိတော့အခြေအနေစိုးမယ်ကျွန်တော်မထင်ဘူးချန်ပီယံလိပွဲစဉ်တက်မှာတော့ကလည်းဒီတိုင်းအီပေအီပေနဲ့အက်တလက်တီကိုမက်ဒရစ်ကို3-2နဲ့အနိုင်ကစားထားတယ်လီဗာပူးဒီပဲလစ်ကိုရှုံးမဲ့တာရှုံးသွားပင်မဲ့သူ့ရဲ့လမ်းကြောင်းကပြောင်းလဲမသွားဘူးတိမ်းဆောင်မသွားဘူးလို့ကျွန်တော်တစ်ထစ်ချယူဆပါတယ် ပဲလစ်ကလည်းအရန်ကောင်းနေတာပါတာ ਉਹ ဆိုတော့ချယ်ဆီနဲ့ပွဲကန်ရမယ်ဘာညာဆိုတော့ညာလေဒီပွဲကိုပဲလီဗာပူးအနေနဲ့အပြည့်အဝအာယုံစိုက်ဖို့ရှိတယ်နောက်ထပ်တူရကီအသင်းတွေရဲ့ မယုံကြည်စရာ အချက်တစ်ချက်ရှိသေးတယ်။ဒီ Galatasaray ရဲ့လူစင်းစုဖွဲ့မှုကိုကြည့်လိုက်။ကျွန်တော်အရင်ကတည်းကပြောပါတယ်။တူတကီလေးရဲ့တခိတခါ Real Madrid လို့ဒါတခိတခါ Real Madrid လို့ပြောရအောင်နော်။အခု Madrid လို့ပြောတာမဟုတ်ဘူး။ကစားသမားကောင်းတွေအများကြီးပဲ။ခေါ်ထားတာစုံပလုံစီနေရပဲ။သို့တော့ဟန်ချက်ညီလားဆိုရင်မညီဘူး။သူတို့တည်းရဲ့ကစားသမားတွေထဲမှာဟိုခြေသမားကြီးကကြလာပြီဖြစ်တဲ့ကစားသမားတွေလည်းပါတယ်။နော်ဒိုင်ယာပြဿနာမကြခဏရတဲ့ကစားသမားတွေလည်းပါတယ်။အကုန်ပဲ။ပလိုင်းပေါက်နဲ့ဖားကောက်နေတဲ့ပုံစံမျိုးကြီးကျွန်တော်ကတော့ သိပ်ပြီးသဘောမကျဘူးတယောက်ချင်းစီဂျားတဲ့ကနားလည်မှုအားနဲ့ပဲကစားနေတာအတင်းလိုက်ဟန်ချက်စွန့်ရင်မှာတော့လီဗာပူးတင်းကိုဘလို့မှရှင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလီဗာပူးကပဲလစ်ကိုရှုံးသွားပါသေးုံပဲလစ်ကိုရှုံးလို့ဒီပွဲတင်ကကြောင်ပြောက်ပြီလို့သွားပြောမရဘူးသူကဒီနေ့အသည်မှာအနေငယ်လိုအပ်ချက်ရှိတာကစားသမားအစ်စ်တင်များလို့သူတို့ရဲ့ frame ကကောင်းပြီးသား ကစားသမားတွေများတဲ့အခါကျတော့ bro ပဲစဉ်းစားကြည့်လေတချို့ဟန်ချက်လေးတွေမှာလိုအပ်ချက်ရှိမှာပဲကစားသမားတွေနဲ့ M1 နဲ့အပိုင်းလေးတွေရှိမှာပဲ Florian Wirtz ဆိုလည်းလက်ရှိအချိန်ထိအဆင်မပြေသေးဘူး Isak ဆိုလည်းအဆင်မပြေသေးဘူး Ikitiki တယောက်လောက်ကလွဲရင်ကျန်တဲ့ player တွေကကစားသမားတွေကိုပြောရအောင်နော်အားရစရာမကောင်းသေးဘူးဒါပဲတိုးတော့ကျန်တဲ့အပိုင်းတွေမှာတော့သူ့ဘာသူဟန်ချက်ညီနေတာကြီးပဲအဲ့ဒီအတွက်ကြောင့်လေအ သင်းလိုက်နော်ဟန်ချက်ကောင်းမှုမှုကြောင့်ကစားသမားတဦးတယောက်ချင်းစီကြားတဲ့က relation အစဉ်ပိုင်းလိုအပ်နေရင်တောင်း liverpool ကနောက်ဆုံးချိန်နောက်ဆုံးခါမှာအနိုင်ရသွားတာပဲမဟုတ်လားသူ့ကိုတကယ်ကြမ်းကြမ်းတတ်တတ်နဲ့ viewer ကြကြကစားနိုင်တဲ့အသင်းတွေမှတာလျင်ကြောင်ပြောက်တာကြမ်းတဲ့အချိန်မှာတော့ liverpool ကအဆင်ပြေပြေနဲ့နိုင်နေတာပဲအဲ့တော့ပြောချင်တာ galatasaray ကဟိုပြန်ပြီးတော့တံပြန်ကစားလိုက်မယ် liverpool ကိုဖိကစားလိုက်မယ်ဒီလိုမြင်ကွင်းမျိုးတွေဒီပွဲထဲမှာမြင်ရနိုင်တယ်ဒါပေမဲ့အခွင့်အရေးကိုမိမိရအတုံးချနိုင်မှုတွေ goal ကို เนาะတကူးဆိုသလောက်အခွင့်ရရရင်ဂိုးဖြစ်ပြောင်းလဲနိုင်မှုတွေမှာလီဗာပူးတင်းကိုမိမာမဟုတ်ဘူးအဲ့လိုပုံတရံနေလာလိမ့်မယ်ထားပါတော့ဗျာဂိုးအတမ့်စ်တွေအများကြီးဂလာတာရီကရသွားတယ်ပြီးရင်ရှွတ်လွန်တာဂက်ကနည်းနည်းလေးလီဗာပူးကဂိုးတမ့်စ်၃ချိန်မှာရှွတ်လွန်တာဂက်က၂ချိန်၂ချိန်မှာ၃ချိန်ဝင်သွားတဲ့အကွက်မျိုးတွေဖြစ်နိုင်တယ်ရှော့အမတ်တမဲအကြည့်မယ်ဆိုရင်ဒီပွဲတင်ကဂလာတာရီကြိုက်ချင်စရာကောင်းပင်မဲ့လက်ရှိတူတကီလီမှာလည်း၇ပွဲကစား၇ပွဲနိုင်ထားပင်မဲ့ရာကိုက၁၆ကိုပေးကိုက၂ကိုးတဲ့ဗျာဖရန့်ဖတ်ကို5-1နဲ့ရှုံးတဲ့ပွဲစဉ်ကိုတေချာလေးပြန်ပြီး စဉ်းစားသိခြင်းဒါတော့ဒီပေါ်နဲ့ပတ်သက်တဲ့ key points တွေပါဟုတ်ကဲ့အခုဗီဒီယိုလိုကုညီပတ်မှုထားတဲ့ football game မှာ iBox ကို၈ခုငါတို့လိုမေး sport aid နဲ့ one is pro ကိုကစားလို့ရပါတယ်မြန်မာချင်းနဲ့တည်တဲ့ကစားလို့ရသလိုဘန်ဝင်နဲ့လည်းကစားနိုင်ပါတယ်အသေးသေးသိခြင်းလဲဆိုရင်တော့ဘပနမက်6သုံးလုံး9သုံးလုံး9သုံးလုံးမှာဆက်သွယ်ဆုံးကမီးမြန်လို့ရပါတယ်ဆက်လက်ပြီးအာရှရဲ့အကြောပေးမှုတွေကိုဆွေးနွေးကြည့်ပါမယ်1 D ပါ ်ချယ်ဆီကအိမ်ကွင်းကြီးမှာဘန်ဖီကာကိုတလုံးတဝက်ပျော်ရွှင်ခွင့်ပေးထားတဲ့အချိန်မှာဂလာတာဇရီလိုအသင်းကိုအဝေးကွင်းမှာလီဗာပူးကဝမ်းတီပေးတာဘရိုအိပယ်မရှိဘူးအဝေးကွင်းဝမ်းတီပေးတဲ့အသင်းကတော့ကြေးကြလေးများတယ်ဒါဖော်မတ်ပေါ့ဗျာကျွန်တော်တို့ရှိကအကူကြီးဒီဦးလေးကြီးပြောပြထားတဲ့ဟို formally တခုပေါ့အဲ့ထက်လဲကြောရင်ကြော်သွားတတ်တယ်တကယ် reality မှာလဲအဲ့လို 1D ဂျေးခွာတော့ဖြစ်နိုင်ခြေများတယ်အဒီပွဲကို investment လုပ်ရင်တော့အရန်လုံးလို့ကောင်းမယ်လို့ကျွန်တော်မထင်ဘူး total ကိုကလည်း3လုံး2ဝက်ဆုံးရှုံးကိုပေးထားတဲ့အခါ total ကိုလည်းများနိုင်တယ်ဒါပေမဲ့အဝေးကွင်းအသင်းကိုရွေးချယ်ပြီးကျွန်တော်ရ total ကို over တွေပါတွေကောက်လို့ရင်လဲဒါသဟဆရာအရန်မဖြစ်ဘူး liverpool ကထားပါတော့ဗျာအာ5 4တို့ဘောင်းနဲ့နိုင်သွားတဲ့အကွက်တွေ4 3တို့အဲ့လိုမျိုးကြီး reset တွေကတော့ဖြစ်နိုင်ခြေအမတန်အမတန်နည်းတယ် liverpool အနေနဲ့ ထိန်ကန်ကောင်ထိန်ကန်လိုက်မိရင်မ 1C 2C လောက်နဲ့ဖြစ်ဖြစ်2 1လောက်နဲ့ဖြစ်ဖြစ်ကျွန်တော်ကတူတယ်ကိုအဲ့လိုမျိုးများတာတဲ့နဲတာလေးကိုတော့ပို့သဘောကျတယ်ဒါပေမဲ့တူတယ်ကိုတော့ကျွန်တော် အာမမခံဘူးလို့တူတယ်ကိုကမှန်းရတာ handicap တက်ပို့ပြီးအာယုံနောက်လို့ပါဆိုတော့ကျေးရကျွန်တော်ပွင့်လင်းပြောရင် liverpool ဘူးကြိုက်တယ် liverpool တင်းဟိုတေကြစရာလမ်းတော့တိတ်မရှိဘူးအဲ့လို ebay ebay နဲ့ပဲနိုင်သွားမဲ့အခြေအနေများတယ်နိုင်ရင်သာဂိုးပြတ်မလားဂိုးမပြတ်မလားကျွန်တော်တို့တစ်ချက်ကြည့်ရမယ်အနိုင်ရတော့ liverpool ဟိုအတော်လေးအခြေအနေများတယ်အဲ့တော့ကြောင့် handicap မှာကျွန်တော် liverpool ကိုအားပေးချင်ပါတယ်ကျွန်တော်နောက်တစ်ပိုင်းဒီနေ့သင်ကြားရတဲ့ကိန်းနဲ့အချက်အလက်လေးတွေကိုဆက်လက်ဆွေးနွေးကြည့်အောင် Galatasaray ကတော့ကိန်းနဲ့အချက်အလက်ရလီဗာပူးအသင်းကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့ကိန်းနဲ့အချက်အလက်မျိုးတွေပိုင်ဆိုင်ထားတယ်ပေါ့နော်ကျွန်တော်တို့ကပြောသလိုပေါ့သူဒီသူ့ရဲ့တူတကီလီမှာ ဒါပွဲစဉ်တိုင်းအားလုံးအနိုင်ရအောင်ကစားထားတယ်အနိုင်တဲ့ပွဲစဉ်တွေကလည်းအဲ့လိုဂိုးပြတ်တွေကြီးပဲသူတို့နိုင်ထားတာ3-0တို့4-0တို့နော်2-0တို့3-1တို့ရှယ်ကြီးတွေအဲ့ဒီတူတကီလီရဲ့ result တွေကိုသွားကြည့်ပြီးကျွန်တော်တွေက Galatasaray ကို feed တက်ကောင်း feed တက်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ feed မတက်စေချင်ဘူးကျွန်တော်ရှိမှလည်းပြောပြီး league အဆင့်တန်းမတူတဲ့အတွက်ကြောင့်အဲ့ဒါကြီးကိုအရင်ရင်ခုန်စရာအကြောင်းတော့မရှိဘူးဗျနောက်ထပ် ကျွန်တော်အချက်လက်တစ်ခုရပါတော့ဒီ Liverpool နဲ့ပွဲကံပြီးသွားရင် Galatasaray ရဲ့ခါးသီးပြိုင်ဘက် Basitet အတင်းနဲ့ကစားဖို့ရှိနေတဲ့အတွက်ကြောင့်လဲ Galatasaray ကနောက်ပွဲကိုအနေငယ်ပြန်တွေးမျှော်ပြီးတော့ကစားဖို့ရှိတယ်ဟတ်တူအထက်တိုက်တွေ့ဆုံမှုတွေမှာ Galatasaray ကတော့ဒီ Liverpool နဲ့ friendly တပွဲမှာပဲတွေ့ခဲ့သေးတယ်အဲတော့2017တုန်းကတွေ့ခဲ့တာပါတော့3-0နဲ့အဲတော့အနိုင်ရခဲ့ဒါပေမဲ့2017ဆိုတော့ခုနှစ်အခါသမယတွေကအရင်ကြာသွားခဲ့ပြီးဖြစ်တယ်လို့ခြေသွမ်းမဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်လဲဒါကြီးကိုအရင် feed တက်နေလို့မရဘူးဗျဆိုတော့ Liverpool ရဲ့အခုနောက်ဆုံးစွမ်းဆောင်ရတော့အာရဂျင်းနဲ့ဆီကမကောင်းသည့်တန်အောင်နိုင်ပွဲလေးတွေတော့ရနေတယ်။ဒါပေမဲ့ bro တခုတတိထားမိလားအခုနောက်ဆုံးပွဲတွေမှာ liverpool ဘက်ကန်ရင်ပွဲတိုင်းနီးပါးနိုင်နေတယ်။ဒါကျွန်တော်ကိုယ်တိုင်ရဲ့နောက်ဆုံးနှစ်ပွဲ liverpool တင်းဘက်ကန်ခဲ့တဲ့အတွက်ကြောင့်နှစ်ပွဲလုံးနိုင်ခဲ့တယ်လို့ပြောရမှာပါအဲ့တော့ကျွန်တော်တို့တစ်ခုချင်းမှာ Liverpool ဘယ်ချိန်ဘယ်ကာလနောက်ဆုံးကြေးအောင်ထားလဲပဲကြည့်ရမယ်နော်အဲ့တော့ကျွန်တော်မြင်ရသလောက် Liverpool တင်းဒီ Arsenal 1-0နဲ့နိုင်တဲ့ပွဲအရလွင်နောက်ပိုင်းပွဲစဉ်တွေကတောက်လျှောက်ကြီးကြီးကြတာတယ်အဲ့တော့ Burnley ကိုကတ်နိုင်တဲ့ပွဲ တီကို3-2နဲ့နိုင်တဲ့ပွဲတဝက်ရှုံးတယ်။ Everton ကို2-1နဲ့ပွဲရှုံးတယ်။စိန့်ကို2-1နဲ့ပွဲရှုံးတယ်။အခုနောက်ဆုံး2-1ရှုံးသွားတဲ့ပွဲလဲခြေရရှုံးတယ်ပေါ့နော်။အားလုံး4ပွဲ5ပွဲလောက်ရှိနေဒီတပွဲကတော့ခြေပြန်နိုင်သင့်မယ်လို့ကျွန်တော်ယူဆတယ်။အဲ့အတွက်ကြောင့် Liverpool အသင်းကိုရွေးချယ်ပေးနေပဲဗီဒီယိုလေးဒီမှာနားကျင်ပါတယ်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။